မြန်မာရာဇဝင်တန်တာရွေထဲမှာနတ်တွေဝိုင်းနဲ့သက်ဆိုင်တယ်လို့ယုံကြည်ကြတဲ့ငကားကလုံးတို့လိုသရဝါတွေအပြင်ဂမ်ဘီယာနဲ့ဆိုင်တယ်လို့ယုံကြည်ကြတဲ့ရေစင်ညံကောင်စတဲ့ထူးဆန်းတဲ့ဒီမတ်တကယ်ခရီးချတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒီထဲမှာမှငေါန်းသရဝါတခြားသရဝါတွေနဲ့မတူဘဲနဲ့ထူးဆန်းဆိုတာလူပုံစံရှိတာကြောင့်မလို့ယနေ့ထိတိုင်းလူစိတ်ဝင်စားမှုအများဆုံးရှိတဲ့ဒီတန်တာရီလာဂမ်ဘီယာဆန်သရဝါတကောင်ဆိုရင်လည်းမမပါဘူး ငါးဟွာမြမရေးချင်းမှုတန်တာကြီးနဲ့သမိုင်းမတန်များရရဆိုရင်လူနဲ့လူတွေဟိုမိနစ်မျိုးစားရတဲ့ကတကောင်းလို့ဆိုလို့ရပါတယ်။စာပေတန်တာကြီးနဲ့ဒီဒေတာရင်းရိုးရာပြောဆိုချက်တွေအရဆိုရင်ငါးဟွာလူနဲ့စင်တူတဲ့ကိုလုံးကိုယ်တဲ့အမွေးမြင်ရှိပြီးတော့နောက်စင်မှာဆိုရင်ပေါချွန်းကဲ့သို့ပဲခြုံတတ်တဲ့ဥချိုစဒံအယိုးရှိပါတယ်။အဲ့ဒီခြုံတတ်နေတဲ့ဥချိုစဒံအယိုးတွေကသစ်ပင်ရဲ့ပင်စီမှာတော့မှစိုက်ထားပြီးတော့တွက်ကပ်နိုင်တဲ့အထိခြုံထက်ပြီးတော့တန်မာရလို့လည်းဆိုကြပါတယ်။ အထင်ရှားဆုံးအချက်ကတော့ခြေချောင်းနဲ့ရှိခြင်းဖြစ်ပြီးတော့အဲ့ဒီဒုစင်မပါတဲ့ခြေချောင်းကြီးနဲ့မြင်မဲ့ဆက်ဆက်ခုံပေါက်သွားလာနိုင်ကြပါတယ်ဘလောက်တော့မြန်လဲဆိုလို့ရှင်ဒီခွေးကောင်ပြည့်ရထက်တောင်ပို့ပြီးတော့မြန်တယ်လို့ဆိုကြပါတယ်လက်နှစ်ဘက်ကလည်းရှေးလျားပြီးတော့တခါတည်းရင်လက်နှစ်ဘက်ကိုအနောက်ကိုပြန်လဲထားတတ်ပါတယ်တချို့ဒေသရင်မှာဆိုရင်တော့ငုံလိုကျက်လိုတတော်ဝါဖြစ်ပြီးတော့လက်မဟုတ်ဘဲနဲ့အတောင်ပံနေဖြစ်တယ်လို့လည်းဆိုထားပြန်ပါ မျက်လုံးတွေကကြီးမားပြီးတော့ညအခါမှာခွေးရီကြောင်နေလိုမျိုးမျက်လုံးကအလင်းရောင်ထွက်စကဲဆိုတောက်နေပြီးတော့ကြောက်မက်ဖွယ်မြင်တွေ့ရတတ်တယ်လို့လည်းဆိုရပါတယ်။နာရှိုင်းနဲ့တောတောင်ကြီးတွေလူသူမနည်းရဲ့ဒီတောင်တန်းဒေသတွေမှာနေထိုင်ကြတာဖြစ်ပြီးတော့ရှင်သင်ဒီတိုင်းရှိနေသေးရဲ့လို့လည်းတချို့ကယုံကြည်ထားကြပါတယ်။အပြင်းမြင်လို့ငပြောပတ်နဲ့ချော်လန့်အောင်ထောင်ဖမ်းပြီးမှဖမ်းရတယ်ဆိုတာတွေကတော့အလုံးသိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုရှိမှဆိုလို့အဲအကြောင်းတွေကိုလည်းနည်းနည်းကြော်လိုက်လို့ပါ။ ီထူးဆန်းတဲ့ငေါင်းတရဝါကတကယ်ရှိခဲ့လားမရှိခဲ့ဘူးလားဆိုတာငင်းငုံစရာဖြစ်နေပေမဲ့မြန်မာမတန်သမိုင်းတွေကတချို့အထောက်အထားတွေဥပမာကျန်းစစ်သားမင်း1084-1132လက်ထက်အကြောက်စာတစ်ခုမှာသူလူတန်းခဲ့တဲ့ရွာစည်းရင်းထဲမှာငေါင်းရွာဆိုတဲ့အမည်နဲ့ရွာတွေပါဝင်နေတာတွေ နောက်ပြီးရှေ့မှာစင်းကြီးတွေမှာဆိုရှင်ထိတ်ကန်တာအတွက်ဒေါင်းယုံငောင်းယုံသုံးပြပြီးတော့ဆေးပေါ်ဆက်ရတာတွေတိမ်စလာပြောက်မြန်းစင်းစိမှာငောင်းယုံပါဝင်နေတာတွေနောက်ပြီးကုန်းမောင်မင်းဆက်ရွှေတိုက်မှာထားရှိတဲ့ရွှေနှန်းစင်လက်သုံးဆေးပရပိုက်မှာလူမြောက်ငွေမောင်ကိနေရသေးကြောင့်ငကားသေးကြောင့်ရေငကားငကားငါးကောင်ကျိုးဖို့ကျိုးမှတခြားသရဝိုင်းနဲ့ငောင်းပုံများတဲ့ပါဝင်နေတာကိုတွေ့ရတဲ့အပြင်ဘိုးတော်ဘေးရလက်ထက်ဒီတောင်ကုန်းမြို့မြေစောညင်တောင်ဘေးရမှာအပြိုသမီးပုံစံစပင်တိုတိုဒီအတောင်မှန်ကဲ့သို့သောလက်တွေပါဝင်တဲ့ငောင်းတကောင်ကိုဖမ်းဆီးရမိတယ်ဆိုတာတွေအဲ့ဒါတွေကိုကြည့်ပြန်ရင်လည်းဒီငောင်းသရဝ ကတကယ်ရှိခဲ့ဒါလာဆိုပြီးတော့ပြန်ပြီးတော့ဒီမေးစရာလည်းဖြစ်နေတယ်ပေါ့နော်။ဒါအခုကတော့ဘာလို့မရှိတော့လဲမျိုးတုံးသွားကြတာလား။စသဖြင့်မေးခွန်းတွေကလည်းရှိနေပြန်ပါတယ်။ ြောရမရဘူးနော်ဘာလို့လဲဆိုဒီလို homine မျိုးစားတွေကမတကယ် creature တွေအတယုတ်တန်တိုင်းမှာဆိုရင်ရှောင်းကြုံဓာတ်မုံရှင်ဒုံးကြောင်ကွယ်လို့ခေါ်တဲ့ဒီခြေချောင်းနဲ့ရှိတယ်မယ်နောက်ပြီးကွေးတန်တိုင်းမှာဆိုရင်ဒီ cyclo တို့ greek ရှေးဟောင်းတမိုင်းတွေမှာလည်းငောင်းတဲ့အနည်းဆက်ဆုံးတူရလို့ဆိုလို့ရမယ် monopod လိုမျိုးမတကယ် creature တွေလည်းရှိနေပါတယ်ဒီ monopod တွေကိုပြည်သူ့ရှာစာရေးစရာတယောက်ဖြစ်တဲ့ cs lewis က1952ခုနှစ်မှာ the body of the down trader ဆိုတဲ့စာအုပ်နဲ့အတူထည့်သွင်းဖော်ပြခဲ့ပါတယ်စာအုပ်ဟာရောင်းရကောင်းလာခဲ့ပြီးတော့2009ခုနှစ်တွင်အရောက်မှာတော့ရုပ်ရှင်ရိုက်ကူးခဲ့ပြီး ီးတော့2010ဒီဇင်ဘာလ10ရက်နေ့မှာရုံတင်ပြသခဲ့ပါတယ်ဒီစကားတွေမှာလည်း monopod တွေကိုဒီအခန်းကဏ္ဍတစ်ခုပေးပြီးတော့ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မြန်မာတန်တားကြီးမှာရှိတဲ့ငောင်းနဲ့ဒီအလားစံတူတဲ့ကပ္ပရရရကတန်တားကြီးလာမတကယ်ခွေးချားတွေကိုကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်မြောက်အမေရိကရိုးရာမှာဆိုရှင်တိုရဲဘတ်တို့လိုမျိုးဒီတန်တားကြီးလာသတ္တဝါတွေကလည်းသူတို့ဒေသနဲ့သူသူတို့ယဉ်ကျေးမှုနဲ့သူရှိနေကြပါတယ် နောက်ပြီးတော့ငောင်းကိုနာနာဘွားရင်လည်းဆက်ဆက်နေတယ်လို့တချို့ကပြောကြပြန်တော့ကျွန်တော်ဒီလာအိုကဂုံးကွန်ဆိုတဲ့သေးရတော့မှပဲသွားပြီးတော့တတိယတယ်မြန်မာအရသွေးနေတဏှာယူထဲမှာတကယ်ရှိခဲ့ရဆိုတော့ညာလဲကျွန်တော်တို့အတွက်ကတော့ရေသူမလိုပဲတကယ်ရှိရလားမရှိရလားဆိုတာကတော့ယင်းဤတီတိုင်းသက်တွေပြစီရတွေကတော်တော်လေးလိုအပ်နေမှလည်းဖြစ်ပါတယ်တခြားကျွန်တော်ထင်တဲ့ဖြစ်နိုင်ရည်လည်းရှိတယ်ပေါ့နော်အဲ့ဒါကြီးတွေကပရမသောတစ်ချက်ကတော့သူတို့မျိုးတုံးတော့လည်းဖြစ်နိုင်ပါတယ် ီဘိုးတော်ဘုရားခက်ခဲအမျိုးတုံးတော့တာလည်းဖြစ်နိုင်ပါတယ်ပေါ့နော်ပြောရမှာဆိုရင်တော့ကျွန်တော်တို့ခုကိုကြွားပြီးပြောချင်းငါအဲ့ဒါကိုဘိုးတော်ဘုရားလေးဘက်တော်ခက်ခဲလှုပ်ခဲ့တာလှုပ်တတ်တာဆိုပြီးတော့ပြောဆိုကြသလိုမျိုးပဲပေါ့နော်ဒီငေါင်းဆိုတာကလည်းဘိုးတော်ဘုရားခက်ဒါမှမဟုတ်ရှင်လည်းနှောင်းပိုင်းခက်ခဲကမျိုးတုံးတော့တာလည်းဖြစ်နိုင်ပါတယ်စိတ်ဘက်ဝင်တာသိတော့လူတွေလောဘဆောင်နဲ့လိုက်ဖမ်းစေပြီးတော့တဖြည်းဖြည်းမျိုးတုံးသွားတဲ့အခါမှာအရင်ကစူးစောင်းခဲ့တဲ့လက်ကျန်ငေါင်းရိုးတွေနဲ့ခေဆက်ဆက်ဆေးပေါ်ဆက်လာရင်းနဲ့နောက်ဆုံးမှဒီဆေးနှီးတွေကလည်းအယိုးတွေကုန်ပြီးတော့ဆက်ပြီးတော့ပေါ်ဆက်တော့မရတော့ပဲနဲ့ဒီတိုင်းဆေးချမ်းဖြစ်နေတဲ့ တွင်ကြံခဲ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။နောက်တစ်ချက်ကတော့ misidentification လို့ခေါ်တဲ့အမှန်မှမှုလူတွေရဲ့ကြောက်လန့်မှုသဘောတဘာဝကနေပြီးတော့မမဲမြင်ရအကောင်ထင်ပြီးတော့ယုံနှန်းတွေကိုပြောဆိုကြရင်းနဲ့ကူးဆက်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ဥပမာတရားရောက်ကပြောပြခဲ့တဲ့ကြောက်မက်ဖွယ်ရအရာကိုကိုယ်စိတ်ထဲမှာဒီထင်အောင်ထင်မှားနဲ့ဖြစ်လာပြီးတော့စိတ်ဆွဲလာတဲ့အခါမှာကိုကပါသူ့လိုမျိုးလိုက်ပြီးတော့မြင်အောင်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ လူနဲ့အလားစတန်တူတဲ့မြောက်ဝန် Orange Juden တကောင်ကိုညနေနေဝင်မောင်ရီရီရောအချိန်မှာဘေးတိုင်နေထိုင်တဲ့တွေ့တဲ့အခါမှာတရားကြောက်စိတ်နဲ့ပေါင်းပြီးတော့ခြေတချောင်းလေးရှိတဲ့လူနဲ့တူတဲ့စတဲ့ဝါဆိုပြီးတော့ထင်လာကြတာမျိုးပေါ့ဗျာဒါမဲ့အပေါ်ကကျွန်တော်ပြောခဲ့တဲ့ဘိုးတော်ဘုရားလက်ထက်တောင်ငူမျိုးမြေစောညင်အောင်ဘုရားမှာငေါရကောင်ဖန်းစီရမိခဲ့တယ်ဆိုတဲ့အချက်ကိုပြန်ကြည့်မယ်ဆိုရင်ဒီအချက်ကဖြစ်နိုင်ရည်နည်းပါတယ်နောက်ဆုံးကျွန်တော်ပြောမယ့်အချက်ကတော့ပို့ပြီးတော့ဖြစ်နိုင်တယ်ပေါ့နော် ဒီအချက်ကတော့လူစိတ်ပညာနဲ့ဒဏ္ဍာရီဖြစ်လာမှုဆိုတဲ့အချက်ပေါ်မှာအမိပြုတာဖြစ်ပါတယ်။ဗီဒီယိုကိုဒီနေရာတိကြောက်အောင်ကြည့်နေကြတဲ့လူတွေထဲမှာဟိုးဟိုးယင်ခက်တီဗီတွေမပေါ်သေးရင်ကဖျားပွဲသေးတွေတခြားပွဲလမ်းသဘင်တွေကိုသွားပွေတဲ့လူတွေပါကြလားဗျ။မှမရအဲတုန်းကကျွန်တော်အသက်ကတော်တော်ငယ်ပါသေးတယ်။မူလာတန်းအွယ်လောက်ပဲရှိပါသေးတယ်။ပွဲသေးထဲမှာဂျိုသားပြတဲ့ယုံတွေနဲ့ဒီဂျိုဘော်ကဖမ်းလာတဲ့ထူးဆန်းတဲ့အကောင်ပလောင်တွေကိုပြတဲ့ယုံတွေရှိပါတယ်။ဝင်ကြီးပေးပြီးတော့ကြည့်ရတာပါ။ အမှန်တော့အဲ့အကောင်တွေကမွေးရပါခြေလက်မဆုံတဲ့အကောင်တွေနောက်ပြီးခြေလက်အပေါ်ပါနေတဲ့အကောင်တွေဖြစ်ပါတယ်အဲ့ခေတုန်းကနေပညာအသိပညာလည်းနှဲပါတော့လူတွေကအရန်အယုံလွယ်ကြပါတယ်လူငယ်တွေမပြောနဲ့လူကြီးတွေကအစတကယ်ယုံကြတဲ့အထိပါပဲဒါကြောင့်ကျွန်တော်ပြောတဲ့ခေတ်ကရုပ်ရှင်ယုံတွေရေဒီယိုတွေရှိတဲ့ခေတ်ပါ နန်းတွင်းလိုခင်မျိုးမှာအဲ့ဒီခေတ်အဲ့ဒီအခါကလူသားတွေကျွန်တော်တို့ဘိုးဘေးတွေရဲ့ဦးနှောက်တွေနဲ့လိုက်မမီတဲ့ထူးဆန်းတဲ့အရာတွေထူးဆန်းတဲ့အသံတွေကိုကြားပြီးတော့စကားဆိုတာပြောရင်ပြောရင်ကားကားလာပြီးတော့ဖြစ်လာတဲ့တန်တာကြီးလားဂံမရဆက်ဆံတတော်ဝါကြီးတဲ့တကောင်ဖြစ်နေနိုင်ပါတယ်ဥပမာပြောရရင်မွေးရပါချေတချောင်းနဲ့ပါလာတဲ့မြောက်တကောင်လည်းဖြစ်နေနိုင်ပါတယ်ဘာလို့လဲဆိုတော့တချို့စာတွေမှာငေါဟာတစ်ပင်နဲ့တပင်ကိုလင်းမြန်းစွာကုသံသွားလာနိုင်တယ်ဆိုတဲ့အချက်ကိုတွေ့ရလို့ဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ထင်မြင်ချက်တော့သက်ဖြစ်ပါတယ် ဒါပေမဲ့ဒီလူစိတ်ပညာနဲ့တဏှာကြီးဖြစ်ပေါ်လာမှုဆိုတဲ့အချက်ဟာကမ္ဘာပေါ်ကအတွေးခေါ်ပြီးနေချင်းတော်တော်များများလက်ခံထားတဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ငေါဟာမြန်မာတဏှာကြီးတချို့နဲ့တစိတ်တလေသားမှာငကားကလုံးတွေလိုပဲထူးခြားတဲ့ကြောင်းတနေရာကနေပြီးတော့ထူးဆန်းစွာယနေ့ထိတိုင်ရှိနေသေးပဲဖြစ်ပါတယ်။သမိုင်းမှတန်းတွေတိကျကြမဟုတ်တော့လဲလူဝဲစမ်းကြမှုများစွာကိုဖုံညိုးနေတဲ့ဒီသင်္ကေတတစ်ခုဖြစ်နေဆက်လက်တိကျသွားမှုမှာဖြစ်တဲ့အကြောင်းပြောကြရင်လည်းဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါရစေခင်ဗျာ။ယခုကြည့်နေတဲ့ပရိသတ်တွေရောဘလို့တင်လဲဆိုတော့ comment မှာ ရေးသားဆွေးနွေးပေးခဲ့ကြလို့ရပါတယ်ဗျနောက်ပတ်ဒီမှာလည်းကျွန်တော်ဒီလိုစိတ်ဝင်စားစရာအကြောင်းရင်းနဲ့အတူပြန်လာခဲ့ပါမယ်ကျွန်တော်ကတော့ဇာမတိအနာတိတ်မဲ့အစီအစဉ်တင်ဆက်သူတော့မှဖြစ်ပါတယ်ဗျ